ညာဉာဏ်နဲ့စစ်နေဖရားမှာအသီးနာအပြူစင်နေဖရားတစ်ပါးဖြစ်ပါတယ်။သူဟာနေဖရားတို့ရဲ့ဘယင်စုနဲ့တိုက်တန်နေဖရားမှာမေတ္တစ်တို့ရဲ့သမီးဖြစ်တယ်။ဇူဟာ ဖခင်တိုက်တန်နေဖရားခရုနဲ့ဆေဝန်ပိုက်ထဲမှာအချင်းကြနေတဲ့မောင်နှမတွေကိုခေတင်ဖို့မေတ္တစ်ဖို့ဆက်ပြီးတဲ့စေရီကိုအသုံးပြုခဲ့တယ်။တိုက်တန်တွေနဲ့တိုက်ခိုက်တဲ့စစ်ပွဲမှာလည်းမေတ္တစ်ကအကြံဉာဏ်တွေပေးခဲ့မှုတွေအတွက် စစ်အောင်နိုင်တဲ့အခါမက်ဒစ်ကိုမိဖုရားမြောက်ခဲ့တယ်။ဒါပေမဲ့မက်ဒစ်နဲ့တားယောက်ကြလေးမွေးဖွားလာရင်မိမိထက်ဆွမ်းအားကြီးပြီးထီနန်းလူနိုင်တယ်ဆိုတဲ့ဟောကိန်းတစ်ခုကြောင့်မက်ဒစ်ရင်ကောင်လေးဖြစ်အသွင်ပြောင်းထားတဲ့အချိန်မှာဝမ်းမိုက်ထဲကိုမျိုးချခဲ့တယ်။အဲဒီအချိန်ကမက်ဒစ်မှာအေဒီနာကိုကိုယ်ဝန်ဖြစ်လွယ်ထားတဲ့အချိန်ဖြစ်တယ်။အေဒီနာဟာစုရဲ့ခန္ဓာကိုယ်ထဲမှာပဲကြီးပင်းခဲ့ပြီးတော့ သူ့ရဲ့နှစ်ဖက်အားဆွမ်းနေကြီးထွားလာတဲ့အချိန်မှာဇူဟာခေါင်းကိုက်ဝေဒနာကိုပြင်းစွာခံစားလာရတယ်။ဇူရဲ့သားတယောက်ဖြစ်တဲ့လက်မှုပညာရှင်နှစ်ဖက်အားဟက်ဖီဒက်စ်ကဇူရဲ့ခေါင်းကိုခွဲစိတ်ထုတ်ပေးတဲ့အခါအေဒီနာကိုမွေးဖွားလာခဲ့တယ်။သူဟာအရွယ်ရောက်ပြီးသားစေဝတ္တစာဝတ်ဆင်ထားတဲ့နှစ်ဖက်အားမှအဖြစ်ထွက်ပေါ်လာခဲ့တယ်။ဇူကသူ့ကို ိုလံပီယံ12ရောက်ထဲမှာထဲသွင်းသတ်မှတ်ခဲ့တယ်။အသီနာဟာအပြုစင်နဲ့ဖျားဖြစ်ပေမဲ့သူနှစ်သက်တဲ့လူသားတွေနဲ့စိတ်ချင်းပေါင်းဆက်ပြီးလူသားတော်ဝတ်နဲ့ဖျားတော်ဝတ်သားသမီးတွေဝေဖွာခဲ့တယ်။သူနှစ်သက်ဆုံးနဲ့အရေးပေးဆုံးသမီးကတော့အန်နဘတ်ဖြစ်ပြီးဖင်လန်နဲ့ဖျားပူဆိုင်တဲ့ရဲ့သားပါစီဂျက်ဆန်နဲ့မြစ်တာမြခဲ့တယ်။အသီနာဟာပူဆိုင်တဲ့အချိန်ချင်းပဋိပက္ခဖြစ်လေရှိတယ်။ ဂရီးမျိုးတော်တစ်ခုဖြစ်တဲ့အတ္တိကာမျိုးရဲ့အကိုးွယ်ခံအဆောင်ရှောက်ဖြစ်ဖို့အေဒီနာနဲ့ပုဆိုင်ဒန်တို့ဟာပြန်ဆိုင်ခဲ့ကြတယ်။ပုဆိုင်ဒန်ကလူသားတွေအတွက်သူ့ရဲ့သုံးမြောင်းခန့်ရင်းနဲ့မိသားကိုခွဲပြီးစံကြောင်းတစ်ခုဖန်ဆင်းပေးခဲ့တယ်။အေဒီနာကတန်လွင်ပင်တစ်ပင်ကိုလက်ဆောင်ပေးခဲ့တယ်။လူသားတွေဟာစံကြောင်းကရေကိုသုံးဆွဲတဲ့အခါပင်လယ်ရေတွေဖြစ်နေတဲ့အတွက်မနစ်သက်ကြပါဘူး။ ေဒီနာလက်ဆောင်ပေးတဲ့တန်လွင်ပင်ကတော့အသီးကိုစားသုံးနိုင်ပြီးတန်လွင်စီလည်းပြုလုပ်လို့ရသလိုထင်းဖြစ်လည်းသုံးနိုင်တဲ့အတွက်လူသားတွေဟာအေဒီနာကိုမြို့ရဲ့အဆောင်အရှောင်းဖြစ်ရွေးချယ်ကိုးကွယ်ခဲ့ကြတယ်မြို့ကိုအေဒင်လို့နာမည်ပေးလိုက်ပြီးနာမည်ကျော်ကြားတဲ့အပြုစဉ်ဘုရားကျောင်းတော်ပါတီနန်ကိုလည်းအေဒီနာကိုဝတ်ပြုရာအဖြစ်သတ်မှတ်ခဲ့တယ်ဒီနေ့မှာဘုရင်တစ်ပါးရဲ့သမီးတော် ိုရိုနီစာကမ်းခြေမှာလေငင်းခံနေစဉ်ကိုဆိုင်တန်းကတွေ့သွားပြီးသဘောကျတဲ့အတွက်ချင်းကပ်ခဲ့တယ်။ကိုရိုနီစကလက်မခံတဲ့အတွက်ကိုဆိုင်တန်းဟာအတင်းချက်အနိုင်ကျင်းမှုချိုးသားတယ်။ကိုရိုနီစာထွက်ပြေးရင်နတ်ဖျားတွေကိုကယ်တင်ဖို့တိုက်တယ်တဲ့ကဧဒီနာကြားသွားပြီးသူ့ကိုကြီးငှက်လေးဖြစ်ပြောင်းလဲပေးလိုက်တဲ့အတွက်ကိုဆိုင်တန်းကမချေမနှက်ဖြစ်ခဲ့တယ်။မွေမိတ်စာဖြစ်ကျော်ကြတဲ့ မီဒူးဇာဟာတချိန်ကလှပတဲ့သပင်တွေရှိတဲ့မိမပြိုလေးတယောက်ဖြစ်ခဲ့တယ်။သူဟာအေဒီနာရဲ့ဝတ်ပြုကြောင်းတော်မှာအလုံချွေးပြုသူအပြုစဉ်အဖြစ်အလုံချွေးပြုလျက်ရှိတယ်။ပိုဆိုင်ဒန်ဟာမီဒူးဇာကိုမျက်စိချပြန်တယ်။ပိုဆိုင်ဒန်ဟာမီဒူးဇာကိုဖျားเจ้าတော်တွေကအေဒီနာရုပ်တုရှိမှနိုင်ချင်းငယ်ပြန်တယ်။အေဒီနာတီးတဲ့အခါဒေါသထွက်ပြီးမီဒူးဇာရဲ့လှပတဲ့သပင်တွေကို ွေတွေအဖြစ်ပြောင်းလဲပြစ်လိုက်တယ်။မိသူစားနဲ့မျိုးလုံးချင်းစုံချီးတဲ့သူတွေကိုကြောက်ရွံ့ဖြစ်ပြောင်းလဲသွားအောင်ချိန်စာတိုက်ခဲ့တယ်။ဒီနေ့ဟီဒီနာဟာမွေတွေရဲ့နာမုတ်တံကိုကြားပြီးတော့ပလွေကိုတီထွင်ဖို့အကြံရခဲ့တယ်။သူဟာပလွေတစ်ခုတီထွင်ပြီးတော့တီမှုတ်ကြည့်ရာတန်စင်ကိုခြေနဲ့အားရတဲ့အတွက်အိုလံပတ်တောင်ကိုပြန်လာပြီးသူရဲ့တီထွင်မှုကိုပြသတဲ့အခါသူရဲ့မိဖုရားဟေရာနဲ့ လာနာဖေယအဖရိုဒိုက်တီတို့ကသူ့ပုံစံကိုကြည့်ပြီးလောင်ရဲကြတယ်။အေဒီနာလည်းဒေါသထွက်သွားပြီးပလွေကိုကဘာမြေပေါ်လွန့်ပစ်လိုက်ပြီးပလွေကိုမှုံမိတဲ့သူဟာကျမလို့နဲ့ကြုံပါစေလို့ကြိမ်းစာတိုက်လိုက်တယ်။ပလွေကိုစိတ်တစ်ပိုင်းလူတစ်ပိုင်းစိတ်တတယောက်ကကောက်ယူမိပြီးအတန်တရာလို့နဲ့အတွက်ဒေဂီတာနဖေယအပိုလိုနဲ့ရှင်ပြိုင်တိမုတ်ခဲအာကျမလို့နဲ့ကြုံခဲ့ရ အီဒီနာကရကန်းရလှုပ်တဲ့အတတ်ပညာကိုလည်းတီထွင်ခဲ့တယ်။လူသားမျိုးသမီးတူဖြစ်တဲ့အရက်နီဟာသူရလှုပ်တဲ့ရကန်းတွေဟာလက်ရမြောင်းလာတာကြောင့်လူတိုင်းကချီးကျူးကြတယ်။အရက်နီဟာစိတ်ကြီးဝင်လာပြီးတော့အီဒီနာနဲ့ရှင်ပြန်ရလှုပ်ဖို့စိန်ခေါ်ခဲ့တယ်။အီဒီနာကနဗျာတွေရဲ့အောင်မြင်မှုရဲ့လူသားတွေကနဗျာတွေကိုချီးမွမ်းနေတဲ့ပုံကိုပေါ်ကျူးရလှုပ်ခဲ့တယ်။အရက်နီက နှစ်ဖះတွေရဲ့ယူနမ်းမှုနဲ့ထင်းရဆိုင်နာတွေကိုပုံဖော်ရက်လုပ်ခဲ့တယ်။နှစ်ယောက်စလုံးရဲ့ရကန်းတွေဟာလာပါပြည်စုံတာကြောင့်ပရိသတ်တွေကသရေဖြစ်သတ်မှတ်ခဲ့ကြတယ်။ဧဒီနာဟာပြိုင်ပွဲရလဒ်ကိုမကြည်မနက်ဖြစ်ပြီးနှစ်ဖះတွေကိုမထေမဲ့မြင်ပုံဖော်တဲ့အရက်နီကိုရိုက်နှက်ခဲ့တယ်။နောက်ဆုံးအရက်နီဟာရှက်ပြီးကိုရန်ရဲ့လှုပ်ထားတဲ့ဂျိုးနဲ့မိမိကိုယ်ကိုအဆုံးစီရင်ခဲ့တယ်။ဧဒီနာက တနာစိတ်ဝင်သွားပြီးအရက်နီကိုလက်ရှိချောင်းပါတဲ့တတဝအဖြစ်ပြောင်းလဲလိုက်တဲ့အခါတဘာပေါ်မှာပင်ကူတွေပေါ်ပေါက်လာခဲ့တယ်။အီဒီနာဟာစိတ်နှံ့ပြားမှဖြစ်ပေမဲ့ဉာဏ်ပညာကိုပုံမို့သုံးချတတ်ပါတယ်။သူဟာစုကိုဆန့်ကျင်ခဲ့တဲ့အဖွဲ့အစည်းမှာပါဝင်ခဲ့ပေမဲ့အဖြစ်ပေးမခံခဲ့ရဘူး။သူ့ရဲ့မိဖုရားဟဲရာဟာပွေရှုပ်တဲ့စုကိုမကျေနပ်တာကြောင့်စုကိုမနှစ်သက်ကြတဲ့ပိုဆိုင်ဒန် အပိုလိုတို့နဲ့ပေါင်းပြီးဂျန်စီတဲ့အထဲမှာအေဒီနာလည်းပါဝင်ခဲ့တယ်။အေဒီနာကဇူးကိုချုံနှောင်နိုင်တဲ့ခိုင်ခန့်တဲ့မော်ရွှေကျိုးကိုရက်လုပ်ပေးခဲ့တယ်။စမ်းချင်မှုမအောင်မြင်တဲ့အခါဟေရာပိုဆိုင်ဒန်နဲ့အပိုလိုတို့အပြစ်ပေးခံကြရပေမဲ့အေဒီနာကတော့အပြစ်ပေးမခံခဲ့ရပါဘူး။အေဒီနာဟေရာနဲ့အဖရိုဒိုက်တီတို့ဟာအလာသုံးတဲ့ဖျားမအပြစ်သတ်မှတ်ခံရဖို့ရှင်ပြန်ခဲ့ကြတဲ့ပွဲမှာ တိုင်ဖြစ် Try မင်းသား Paris ကိုရွေးချယ်ခဲ့တယ်။ Paris ကကမ္ဘာပေါ်မှာအလားဆုံးမင်းသမီးဖြစ်တဲ့ Helen ကိုလက်ဆောင်ဖြစ်ပေးမယ်လို့ကတိပေးခဲ့တယ်။ Aphrodite ကို အလားဆုံးဖြစ်ရွေးချယ်ခဲ့တဲ့အတွက် Athena ဟာအညှိုးထားခဲ့။ကံမကောင်းစွာပဲ Helen ဟာ Sparta ဘုရင်နဲ့လက်ထပ်သွားတဲ့အတွက် Paris ကလူယူရာက10နှစ်ကြာတဲ့ Trojan စစ်ပွဲကြီးစတင်ခဲ့တယ်။စစ်ပွဲမှာ Athena က ထိုဂျန်မြင့်ရုပ်ကြီးတုံးပြူပြီးထရိုင်မျိုးတွေကိုဝင်ရောက်ထိုးစစ်ဆင်ဖို့ထိုဂျန်တွေရဲ့ရန်သူဖြစ်တဲ့ဂရိတွေကိုခြံပေးခဲ့အေဒီနာဟာဉာဏ်ပညာအထက်မြတ်ဆုံးတဲ့ဘုရားမဖြစ်ပြီးစစ်ပွဲတွေအောင်နိုင်ရေးအတွက်ဖြူဟာတွေကိုခေါင်းစွာချမှတ်တတ်တယ်။တဦးချင်းရှင်မြတ်တိုက်ခိုက်ရမှာလည်းပြိုင်ပွဲမရှိသူဖြစ်ပါတယ်။လက်မှုပညာနဲ့တီထွင်ဆန်းသင့်မှုတွေလည်းကျွမ်းကျင်သူဖြစ်တယ်။ဆေဝတ္တဇာလန်ဒန်နဲ့ ီဒူးဇာရဲ့ဥကောင်မြုပ်ထားတဲ့ဒိုင်းကိုကာယံပြန်တွေ့ရလေရှိတယ်။သူမရဲ့ဉာဏ်ပညာကိုကိုးစားပြုတဲ့ဇီးကွက်နဲ့ငွေတွေဟာသူမရဲ့အမှန်သာထရိတ်ဆန်နေဖြစ်ကြတယ်။